ဆိုတော့ကတာတူမီနဲ့စားတော်လိုင်းရဲကိုတော့မစတဲ့အာမီကမမီဘူးဆိုပြီးတော့တော်ရောက်တောင်းလို့ချက်မတည့်ရဲ့အတွေးခေါ်ရင်းနဲ့ line ပေါ်မှာအာမချောင်းနဲ့စတဲ့အာမီဆိုတာကစည်ရေးဆွိုင်းတက်ခရေးဆွိုင်းဆက်လက်နဲ့ဆွိုင်းဒါကိုပြောတာစီးရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝင်မရှုံနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးအသီးသန့်သွားရမယ်ဆိုတဲ့ပရိုအာမီမဟုတ်ဘူးပရိုအာမီဆိုတာကစစ်ရေးနဲ့နိုင်ငံရေးအသီးသန့်သွားမယ်ရောမထွက်ရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ် နိုင်ငံတွေမှာစစ်ရဲနိုင်ငံကြီးတည်တံ့သွားလို့မရဘူး။ Pro Army လို့လို့မရဘူး။ Shell Army ပဲလို့ရမယ်။အဲ့ဒီခြေကသဘောတရားလောက်ကိုတော့နားမလဲပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာပြီးရောင်ပြီးရောင်60နဲ့တက်ရောင်လာမလုပ်နဲ့။အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့။ခြေရချင်းလာမတိုင်းနဲ့။ခြေလား။ ဆင်းရဲသည့်နိုင်ငံရေးအသည့်ဗလာမတ်တီနဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လူကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ၂000ရှင်ဖွဲ့စည်းပုံခြေကောက်ပြီးကိုဖျက်သိမ်းရမယ်ဆိုတဲ့ရူးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတန်းကရက်။ဟောရှိချေဦးရတက်မတော်ကအာနာထိန်လို့ရတယ်အာနာသိမ့်လို့ရတယ်မှန်နေ။တို့တော့အဲ့ဒီအာနာကိုတမရကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာ။တမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်။လက်ရှိမှာလည်းတမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ်။အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Standard Army မြန်မာတပ်မတော်ဟာအများပြောနေတယ်လို့အာနာလူယူထားတာမဟုတ်ပဲ တမရအမိတ်နဲ့အာဏာယူထားတာဖြစ်ကြောင်းမပူတုမဟာသွေးကပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပြုရေး SCA ကိုနေပြီးပါပြီ SCA ကိုနေပြီနဲ့ပတ်သက်လို့လူတိုင်းဟာမိမိတို့ထင်မြင်ရမိမိတို့ယုံကြည်အောင်မျိုးစုံဝေဖန်ကြရဲတုံးသက်ကြရဲစကားတွေသတင်းတွေများစွာကြားပါရဲ SCA ကိုနေပြီနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ကျွန်တော်တို့အများဆုံးကနားလည်မှုလွဲနေတဲ့ကိစ္စလေးတွေအမှန်တရားရောင်းနေမှနေတဲ့ကိစ္စလေးတွေကိုကျွန်မမဘူးတို့မဟာသေးကနေပြီးတော့ပြန်လည်မျှဝေပေးကြပါမယ်ပြမတော့ MC ခဏလေးနော်ရခက်တခေရဆိုင်ရေပေါ့နော်ဆိုတော့ဒီချက်ကပြောကြတယ်အာငင်းငယ်ရေစစ်တပ်ကငင်းငယ်အဲနိုင်ငံရေးမှာဝင်ပါနေသေးငင်းငယ်ရေမရနိုင်ဘူးဆိုတော့စစ်တပ်ကနိုင်ငံရေးမှာဝင်ပါနေလို့ငင်းငယ်ရေမရနိုင်ဘူးဆိုရင်စစ်တပ်ရဲ့ပြောဆိုမှုကပါလေတမတော်ဘက်ကပြောဆိုမှုကလို့ရှင်းတယ်တမတော်တမတော်ခေါင်းဆောင်တက်ချုပ်ကပြောခဲ့တယ်တနိုင်ကလုံးငင်းချိုင်းရင်ချိုင်းရင်25ရာခိုင်နှုန်းလွတ်တော်ကထွက်မယ်25ရာခိုင်နှုန်းလွတ်တော်မှာပါနေတယ်တမတော်က25ရာ25ရာခိုင်နှုန်းကလွတ်တော်ကနေထွက်မယ်ဆိုရင်နိုင်ငံရေးကထွက်မယ်လို့ပြောတာနဲ့တူတယ်ဆိုတော့တနိုင်ကလုံးငင်းချိုင်းရင်ချိုင်းအောင်လုပ်ကမယ် မင်းကနိုင်ငံလုံးငြိမ်းချမ်းရေးရအောင်လို့ချင်းရင်စစ်တပ်ခံကိုနိုင်ငံရေးမှာဝင်မရှုပ်စေချင်ဘူးဖြစ်တော်နေမှာ25ရာခိုင်နှုန်းပါနေရမှာတိုက်ခုဆိုလို့ရှိရင်တိုင်းနိုင်ငံလုံးငြိမ်းချမ်းရေးရအောင်လုပ်ရမယ်ဒါပေမဲ့ငြိမ်းချမ်းရေးလိုပဲဆိုရှင်ဆိုရတော့ဆက်ကြည့်ပါပြောလေ NCA စာချုပ်မှာအလင်းစလိုလက်မှတ်မထိုးပါနဲ့အဲ့စကားတစ်ခုနဲ့တည်းကျွန်တော်တို့နိုင်ငံရေးတမိုင်းကြောင်မှာလက်ရှိအခြေအနေချင်းကျွန်တော်တို့ငြိမ်းချမ်းရေးဟာအမျိုးသားရေးချားစေရဝေးကွာနေတယ်ဒါကြောင့်မလို့တနိုင်ငံလုံးငြိမ်းချမ်းရေးမရနေသေးဘူး။25ရာခိုင်နှုန်းကလွတ်တော်ကနေပြီးတော့မထွက်တဲ့အပြင်25ရာခိုင်ကနေပြီးတော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝရတဲ့အတွက်100ရာခိုင်နှုန်းဖြစ်လာတယ်။ဒါတစ်ချက်။နောက်တစ်ခုကြတော့ စ်ဘက်ရပ်ဘက်ဆက်ဆိုင်ရေးစစ်ဘက်ရပ်ဘက်ဆက်ဆိုင်ရေးလို့ပြောလိုက်တာ ਨੇ အားလုံးကဘယ်လိုထင်ကြလဲစစ်တပ်နဲ့ရဲသားပြည်သူတွေကျွန်တော်ပြည်သူတွေရဲ့ဂျာဆက်ဆိုင်ရေးလို့ထင်ကြတယ်တက်တဲ့ပြည်သူဂျာထဲမှာတဟဇာတာရှိအောင်လုပ်ရမယ်လို့ထင်ကြတယ်တက်မတော်နဲ့လက်နက်ကိုင်းတိုင်းဒေသလက်နက်ကိုင်းဖွဲ့စည်း EU EAO တွေနဲ့တဟဇာတာဖြစ်အောင်ဆက်ဆိုင်ရေးတည်ဆောက်ရမယ်လို့ထင်ကြတယ်အဲ့ဒါမှလေအဲ့ဒီလိုမျိုးစစ်ဖက်ရပ်ဘက်ဆက်ဆိုင်ရေးလို့ဂျာတာနဲ့စစ်တပ်နဲ့ပြည်သူဂျာစစ်တပ်နဲ့တိုင်းဒေသလက်နက်ကိုင်း EU EAO တွေဂျာကဆက်ဆိုင်ရေးတခုတည်ဆောက်ချင်းလို့ပဲတွေးထင်ထားတယ်ဆိုရင်ခမည်းတော်ရဲ့အုံနောက်ကခမည်းတော်ရဲ့အတွေးခေါ်ကတိတ်ကိုညံပြင်းပြီးတော့တိတ်ကိုသိမ်းနှုတ်လုံးနဲ့ညံရေးကြက်မပြေသေးဘူးလို့ပြောလို့ရတယ် စစ်ဖက်ရဲ့ဆက်ဆံရေးဆိုတာကစစ်တပ်နဲ့အရက်ဖက်အဖွဲ့အစည်းမဟုတ်တဲ့နိုင်ငံတော်ရဲ့အာဏာကိုရကန်ရယူထားတဲ့စစ်တပ်မဟုတ်တော့အရက်သားအစိုးရနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းရဲ့ဂျားကဆက်ဆံရေးလို့ဆိုလိုတာဒါပေမဲ့တိတ်ကိုကြွရင်လည်းတိတ်ကိုတက်တယ်ဆိုရင်ဒုံစားစုကြီးအစိုးရတမတော်နဲ့ EAO EAO တွေဂျားမှာငင်းချင်းရရအောင်ကျွန်တော်တို့ AID ပါတီအစိုးရကရိုးတော်ဆောင်ပေးမှာဖြစ်ပါတယ်တဲ့တိတ်ကိုမှားရုံနဲ့ဟောလားအစိုးရဆိုတာကတက်တဲ့တပုံနဲ့ရင်းချင်ရင်းရအောင်အောင်တယ်တော့လာမင်းလုပ်ပြရမယ်အခွင့်အရေးမဟုတ်ဘူး။ထပ်ပြီးပြောမယ်။ အစိုးရဆိုတာကဂျားအနေဖြန့်ဖြေရမယ်အခွင့်အရေးမဟုတ်ဘူး။အစိုးရဆိုတာကမိမိမှန်ကန်တယ်လို့ယုံကြည်ထားတဲ့ဝါဒကိုလက်ကင်ပြီးတော့ထုံးဝါဒနိုင်တမတ်ထောက်ချုပ်ရမှာ။ဒါဆိုရင် NLD ဘာလို့ဆက်ကြိုက်လဲ။ဘယ်ဝါဒကိုလက်ခံကြံတော့မလဲ။အဲဒါအရက်ဖက်အခွင့်အရေးဆိုတာအဲ့ဒီအရက်သားအာဏာပိုင်အခွင့်အရေးကိုဆိုလိုချင်ဖြစ်တယ်။အမှန်တကယ်တော့အစိုးရနဲ့နိုင်ငံရေးအရာစီးအရာလိုချင်တဲ့အကြောင်းအရာတွေကိုနှိမ့်နိုင်မှုရတဲ့နှိမ့်နိုင်ယူလို့မရတဲ့အတွက် အီယိုအရာဦးလေးနဲ့စီးရည်တွေဖြစ်ရတယ်ဒါကြောင့်အစိုးရဒီတပ်မတော်ရဲ့အင်အားကိုယူပြီးတော့ကိုင်ပြီးဖြင်းရမှာဖြစ်တယ်သို့တော့ညီညာရေးနိုဘယ်ဆုရှင်ကြီးပါတည်တည်နားလေပါတယ်ဆိုရဲအရက်ဖက်အဖွဲ့စည်းကထူအကြောင်းအရာကိုမှားရောစွာတုံးချတယ်ဆိုတော့စစ်တပ်ကအီယိုဝင်နဲ့ညီညာရေးညီညွတ်ရေးအကြောင်းကျွန်တော်တို့အန်အေဒီပါတီဆိုရပါဂျာဝေးဖြတ်ဖြစ်မယ်အဲ့ဒါမှားတယ်တပ်မတော်ဒီနောက်ရှိပါတီဝင်ချိန်ကောင်းပေးဖို့ဆွဲကင်ထားတယ်လက်ခံယုံကြည်တယ်တိုင်းရင်းသားအီယိုအရာဝေးဒီဖက်ဒရယ်ကိုဆွဲကင်တယ်လက်ခံယုံကြည်တယ်ဒါပေမဲ့ NLD အစိုးရအရက်ဖက်အာဏာပိုင်အဖွဲ့စည်းကတီအူကိုဆွဲကင်တယ်လို့ဖက်ဒရယ်ကိုဆွဲကင်တယ်လို့ဟိုလိုလိုဒီလိုရောင်း60ဖြစ်နေတယ် ။ဒါကြောင့်မို့လို့လေပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာအရက်ဖက်စစ်ဖက်အရက်ဖက်ဆက်ဆံရေးဆိုတာကိုစစ်တပ်နဲ့အရက်သားဆက်ဆံရေးတို့ပဲတွေးကြရတယ်။စစ်တပ်နဲ့အရက်သားအစိုးရအဖွဲ့အစည်းရဲ့အကြားဆက်ဆံရေးဆိုတာကိုမှားယွန်းစွာနဲ့တွေးခေါ်ကြတယ်။နောက်တစ်ခုကစတန်ဒါအမီအဲ့ဒီတော့ရစတဲ့အာမီကြီးကတူမီနဲ့စိုင်းတော်လိုင်းရောမနိုင်ဘူးလား။ဒါဆိုရင်အခုခင်ဗျားတို့နိုင်နေတဲ့ထင်နေတဲ့နေနေမှာအခုခင်ဗျားတို့ ထိန်းချုပ်နေမြေခင်ဗျားတို့အုပ်ချုပ်နေမြေစိုးမိုးနေမြေခင်ဗျားတို့နိုင်နေပြီဆိုတဲ့မြို့နယ်တွေမှာကခင်ဗျားတို့ပြောသလိုတူမီတွေကအုပ်ချုပ်ထားလားတူမီတွေရဲ့အရင်ကဒါမှမဟုတ်အဲ့ဒီတူမီတွေကိုရှေ့ကနေတေခိုင်းပြီးတော့လူသားတိုင်းလုပ်ပြီးနောက်ွယ်မှာနေမြေရယူစိုးမိုးအုပ်ချုပ်နေတဲ့အီအိုအီအောင်အမိခံအကြံဖတ်သမားတွေအရင်ကခင်ဗျားတို့တူမီနေဆိုင်ဒေါ်လာကြီးကနိုင်နေတယ်ဆိုလို့ရှိရင်ခင်ဗျားတို့တိုင်းယူထားတဲ့အနေအထားတွေမှာအစိုးရယုံဆိုင်လို့ရသလားခင်ဗျားတို့တွေးထင်ထားသလိုသဘုံဆိုတာတူမီကိုင်းတဲ့ဖွဲ့စည်းမဟုတ်ဘူး။သဘုံနေကိုင်းတဲ့စစ်လက်နက်ကလွန်ခဲ့တဲ့1990ဝင်းကျင် လွန်ခဲ့တဲ့နှစ်20 30လောက်တည်းကနှစ်ပေါင်း30လောက်တည်းကအမျိုးသားညီညွတ်ရေးအစိုးရကိုအတိမတ်ပြုထိတွေ့ဆက်နေသောတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးရန်မြန်မာစစ်ကောင်စီကကန့်ကွက် အမျိုးသားညီညွတ်ရေးအစိုးရကိုအတိမတ်ပြုထိတွေ့ဆက်နေသောတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးရန်မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသို့ကန့်ကွက်စာပေးပို့၍ကန့်ကွက်လိုက်ကြောင်းသိရှိရသည်မြန်မာစစ်ကောင်စီကတီမောနိုင်ငံကိုအော်တိုဘာလတွင်အာဆီယံအဖွဲ့အတွင်းသို့ဝင်ရောက်ခွင့်ကိုထောက်ခံမည်မဟုတ်ကြောင်းလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသို့တရားဝင်ကြောင်းကြားလာခြင်းဖြစ်သည်တီမောနိုင်ငံသည်အာဆီယံပဋိညေစာရန်ပါပြဋ္ဌာန်းထားသည့်အတိုင်း ြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမှုကိုလိုက်နာရန်ပြက်ကွက်ကြောင်းနေပြည်တော်ကအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့ပေးပို့သောစာတွင် အကြောင်းကြားဖော်ပြထားသည့်တီမောနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့်ဆန့်ကျင်နေသောအဖွဲ့အစည်းများအထူးသဖြင့်မြို့သားညီညွတ်ရေးအစိုးရ UNG အပါအဝင် လက်ရှိစစ်ကောင်စီကိုစန့်ကျင်နေသောအဖွဲ့အစည်းများကိုထိတွေ့ဆက်ဆံခြင်းမှရှောင်ကျဉ်ရန်စစ်ကောင်စီကတိုက်တွန်းသည့်နေပြည်တော်ကပေးပို့သောစာတွင်တီမော့အစိုးရကမြန်မာနိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပါကအာဆီယံအဖွဲ့ဝင်ဖြစ်တီမော့ကိုဝင်ခွင့်ပေးရန်ထည့်သွင်းစဉ်းစားမှုကိုပြက်ပြက်တသားပယ်ချဆန့်ကျင်မည်ဖြစ်ကြောင်းရေးသားထားသည်မလေးရှားနိုင်ငံတွင်ယခုနှစ်မေလနောက်ပိုင်းတွင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်တီမောနိုင်ငံကို လာမည့်အောက်တိုဘာလနောက်ပိုင်းအာဆီယံထိပ်သီးအစည်းအဝေးတွင်၁၇နိုင်ငံမြောက်ဖွဲ့ဝင်ဖြစ်အတိမတ်ပြုရန်သဘောတူညီခဲ့ကြသည်။တဘုံကိုင်းလေးတဲ့ဆက်လက်နဲ့တည်းကတိုက်ကိုအစင်းပြင်းနေ။နော်ဒီတော့ကျွန်မခဏခဏပြောဘူးလေ။ကော်မူရာကိုဝမ်ခတိတိုက်ပွဲ။အဲ့ဒီကော်မူရာကိုဝမ်ခတိတိုက်ပွဲမှာတဘုံနေတုံးခိုင်တဲ့ဆက်လက်နဲ့တည်းခင်ဗျားတို့ပြောသလိုတူမီမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်30လောက်တည်းကဒီကော်မူရာခေါ်ဝန်ခတိတိုက်ပွဲအိုဆဲပြင်းတောင်ကုန်းတိုက်ပွဲအဲ့ဒီမှာ ASEAN နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲဝါနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတမင်းနဲ့အတွင်းမှာ တမရောင်ကလည်းအမြောက်လက်နဲ့ကြီးပြစ်လိုက်တယ်ပြစ်လိုက်တဲ့လက်နဲ့ကြီးကိုသဘုံလေးကတမင်းနဲ့အတွက်မှာပြင်းမဲ့ရှာပြီးချက်ချင်းပြန်ပြီးကောင်တာပြစ်လိုက်တယ်ဒါသဘုံကိုင်းတဲ့ဆက်လက်နဲ့ဒါကြောင့်မို့လို့ခင်ဗျားတို့တွေ့ချင်တာလို့တူမီမဟုတ်ဘူးရှင်ကျေးဇူးတင်ပါတယ်ရှင်ခင်ဗျားတို့တွေ့ချင်တာလို့တူမီမဟုတ်ဘူးလွန်ခဲ့တဲ့230လောက်တည်းကသဘုံကိုင်းတဲ့ဆက်လက်နဲ့ကနိုင်ငံတကာရဲ့အကူအညီနဲ့အဲ့ဒီလိုမျိုးအကြီးချင်းနေဆက်လက်နဲ့အကြီးတွေကောင်းတယ် เนาะสรุปก็ดาตูมี้เนี่ยสายดอลลาร์เยอะกว่ามาสแตนดาร์ดอาร์มีก็ไม่มีวุဆိုပြီးတော့တော့ရောက်တောင်းတော့จําไม่ได้ไอ้ตัวคอยเนี่ยไลน์หมอมาเอาไม่ช่องเนี่ยสแตนดาร์ดอาร์มีဆိုတာก็ซีเยซ้วยตักขะเยซ้วยสะเล่นเนี่ยซ้วยดากูပြောดาစီးရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝန်မရှိုးနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးအသေးတန်သွားရမယ်ဆိုတော့သူအာမီမဟုတ်ဘူးသူအာမီဆိုတာကစစ်ရေးနိုင်ငံရေးအသေးတန်သွားမယ်ရောမထွက်ရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ် တို့နိုင်ငံဒီမှာစစ်ရဲနိုင်ငံကြီးတည်တံသွားလို့မရဘူး။ Proarmy လို့လို့မရဘူး။ Standard Army ပဲလို့ရမယ်။ဘာကြောင့်လဲ။မြန်မာနိုင်ငံဟာကျွန်ပေါ်မှာအနှစ်တရာကျော်နေခဲ့ရတယ်။မြန်မာနိုင်ငံမှာကိုလိုနီနယ်ချဲ့တွေအသွေးခွင်းအုပ်ချုပ်တာကိုခံခဲ့ရတယ်။မြန်မာဆိုရင်အမည်နာမအောင်မှာတိုင်းရင်းသား135မျိုးရှိတယ်။အဲ့ဒီတိုင်းရင်းသား135မျိုးကြားထဲမှာနိုင်ငံတော်ကလက်နက်ကင်ပုံကန်နေတဲ့ပုံကန်တို့ဖွဲ့စည်းပေါင်း100ကျော်ရှိတယ်။ဒါအကြောင်းမို့လို့သူများနိုင်ငံတွေမှာစစ်ရေးနိုင်ငံကြီးတည်တံသွားရင်တော့ Pro Army တွားရင်တော့ကျမတို့က Standard Army ကိုတွားရမယ်။ အဲ့ဒီအခြေခံသဘောတရားလောက်ကိုတော့နားမလဲပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်တာမလုပ်နဲ့အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရခြင်းလာမတိုင်းနဲ့ရှင်းလားစည်ရဲ့တဲ့နိုင်ငံရေးတဲ့ဗလာမတ်တီနဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လိုကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ2000ဖွဲ့စည်းပုံခြေကောင်းပစ်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ယူးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတဲ့ငါရက်ခင်ဗျားတို့ယူးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတဲ့ငါရက်ခင်ဗျားတို့ဖွင့်နေပါလိမ့် ။နောက်ရဲဘွဲစည်းပုံအခြေခံဥပဒေကိုအစားအဆုံးဖတ်ဖူးတယ်လို့ဖွဲ့စည်းပုံရဲ့အနှစ်သာရကိုလေ့လာသိရှိထားတဲ့သူကလည်းရောက်ရှိတယ်။မြန်မာနိုင်ငံမှာဖွဲ့စည်းပုံအခြေခံနောက်ရဲဘွဲစည်းပုံခြေဥ်ကိုဖတ်ဖူးတယ်လို့လက်ပြတရမဲလို့ပြောရင်ဒီခြေဥ်မကောင်းပါဘူး။ဒီခြေဥ်ကစတက်ကအလိုကျရေးဆွဲထားတဲ့ခြေဥ်ကြီးဖက်ရပါမယ်လို့ပြောတဲ့အကောင့်ကြီးကောင်မကြီးကားရိုင်းနဲ့လမ်းလက်ကောင်မှချန်နေတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုစာရွက်လေး၁၀ရွက်၁၅ရက်လောက်ဖတ်ပြီးတော့တက်ရောက်မှမလုံးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အနှစ်သာရဒီဖွဲ့စည်းပုံမှာပါတဲ့တပ်မတော်ရဲ့ကဏ္ဍကပုံကူပဲရှိတယ်။မသိရင်လိုက်မှတ်ထား 你要么讲么子，三五天嘛，一定么差。那老些去过嘛，咱们也看那个东，能大的东。那没的，咱们老的牛大爷看那个庄亚梅，那本的咱们老的头张我一都么不搞过扫桥亚梅，那不还到咱们老的不还地方去搞不就搞过扫桥亚梅，第一东吃没事耶。那方面，隔壁店里边那条扫桥买吃没事，行了，喏，走，那路。 တရားဝင်ပုံမြင်လေးသူများစကားမှာလမ်းဆုံးနေလမ်းဆုံးပြီးတော့စက်ကရက်ပဲဆက်ဆက်ရေးဆိုဘာမှမသိငင်းငယ်ရေးဆိုတာဘာမှမသိတနင်္ဂနွေလုံးငင်းငယ်ရာ25ငါးရာခိုင်နှုန်းကစက်တက်ကဘယ်လိုသွားမယ်ဆိုတာဘာမှမသိဘာမှမသိညာမှမသိတဲ့ဟာတွေနဲ့ဘာမှမသိညာမှမသိပဲနဲ့နိုင်ငံရေးကိုတိဆောက်လို့မရဘူးဒါကြောင့်ခင်ဗျားတို့ရဲ့လုံရက်တွေကနိုင်ငံအရေးကိုတိဆောက်နေကြတာမဟုတ်ဘူးခင်ဗျားတို့နိုင်ငံကိုဖျက်ဆီးနေကြတာဖြစ်တယ်เนาะဆိုတော့နှစ်ထုတ်နေတဲ့ချက်ပြောမယ်ပြောကြလိမ့်မယ်နောက်ရှိချင်းဦးမှာတက်ကသူ့လိုရာဆွဲတည်ရေးထားတယ်ဒါကြောင့်မလို့ဒီနောက်ရှိပတ်သိပုံချေကဥပဒေရှိနေသေးတယ်မြန်မာနိုင်ငံမှာငင်းငယ်ရေးမရနိုင်ဘူးခင်ဗျားတို့ပြောလိမ့်မယ်အမှန်တကယ်တော့နောက်ရှိပတ်သိပုံချေကဥပဒေမှာစစ်တပ်ကသူ့အာဏာသိမ်းဖို့ဖွဲ့စည်းထားတာဖြစ်တယ်ခင်ဗျားတို့ပြောကြလိမ့်မယ် ရှိချေဦးရတယ်တမရကအာနာထိန်းလို့ရတယ်အာနာသိန်းလို့ရတယ်မှန်နေတော့တော့အဲ့ဒီအာနာကိုတမရကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာတမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်လက်ရှိမှာလည်းတမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ်ဟုတ်ပြီတမရလို့ပြောတဲ့ခါမှာဒုတမရတဒုတမရနှစ်နှစ်ယောက်ရှိတယ် NLD ပါတီအရက်ဖက်ဖက်စည်းကအရက်ဖက်အစိုးရကအာနာပိုင်းကခတ်အပ်ထားတဲ့ဒုတမရဟန်နီဘန်ချီယူနိုင်ငံအကျိုးတိုင်းကျိုးပြီးကျိုးဖြင်းမြောက်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်မှတ်တာတခုမှမရှိဘူး NLD ပါတီမှာအခုဝင်ပြီးအခုချက်ချင်းမိုးကြွေရွှေကိုလို့တမန်ရာပြရလာတယ်လို့ဖြစ်တယ်။ဒါကြောင့်မို့လို့တမန်နဲ့ဝယ်အေးချင်းကိုကြွားတယ်။